မြန်မာပြည်ရဲ့စစ်သမိုင်းတည်းတင်းငန်သာလန်နာကန်တပ်ဖွဲ့များအပိလက်ခဲရတ်စေဗီမှာထဝါရှစ်ဆက်ကိုပုန်နော်ပိုင်းမှာစတ်မင်းလေးတစ်မြာသည်မြန်မာပြည်လက်စည်သည်ထူးခြားချက်ဖြစ်ပါလေရခင်ကမရှိခဲ့ပါထဝါ48ခုနဲ့မှာထဝါရှစ်ဆက်ကိုပုန်နဲ့တီစပယ်ဤသဘောထားမှာအမေပြချေမွန်ရင်လေအကျွမ်းမဲ့လက်မှတ်ချာရေးဖြစ်ပါလေထဝါ48ခုနဲ့ပြန်စစ်တပ်သည်ပြည်ထောင်နိုင်ငံရဲ့အကြက်တဲ့တွန်ကြသည့်အပြင်ပြပပိဆုမှုများစတဲ့ဂျုံကြရပါတယ် ထိုအချိန်ခါပြည့်ပြင်1989ခုနှစ်ကအရှေ့နောက်မြန်မာပြည်ကွန်မြူနတီပါတီဘက်ကပါလေမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တရမော MNDA ကိုကာဝါပီတွေးစီနီတရမော USWA မြန်မာဒီမိုကရက်တစ်မဟာမိတ်တရမော NDAA မိုင်လာဒီဂျန်ဒီမိုကရေစီတရမော NDAK ပါဝါဟုအဖွဲ့လေးဖွဲ့ထိကွဲထွက်ပွားခြင်းတွေ12ဖွဲ့နန်းလေဆွေမေပြီးအပိခက်ရဆက်ခဲ့ပါတယ် ထိုမှတ်သဲပြီးမှနိုင်ငံကြီးအင်အားစုများကိုဟူစာပြီးလိန်နေငယ်ပြီးမှနိုင်ငံကြီးပြည်ထမကိုဥစာထည့်ရှင်းရအတွက်မူလရင်းခံတဝထားမပြောင်းတော့လဲတိုင်းကနာနမတ်ခိုင်တဖရိနန်နေရာရီပိရက်ဒီမူလာကိုအချိန်ကာလတစ်ခုကြည်တုံးရယ်ဆုံးဖြတ်လာဒီကိုတွေးဟွေရပါတယ်အပိယပ်ဒီတိုင်းကနာနမတ်ခိုင်တဖရိနာဘူမိမိထန်းချုပ်ရဒေတာကိုအုတ်ချုပ်ခွင့်ပေးထားခဲ့ပါလေထိုစဉ်ကစစ်တပ်ဒီမြို့နယ်နဲ့ အဓိကလမ်းပိုင်းဆပ်ပလီအားလုံးကိုထိန်းချုပ်ထားမိပြီးဘယင်ဘာလနဲ့ကိုင်းနဲ့ထိန်းချုပ်ရဒေတာနဲ့မှာဒေါ်တောင်ထူထပ်သည့်ဒေတာနဲ့ချက်ကလမ်းပိုင်းဆပ်ပလီခက်ခဲသည့်ဒေတာနဲ့ပါဖြစ်ရာဘယင်ဘာတပ်ဖွဲ့နဲ့ထိန်းချုပ်ပြပါမှာဒေါ်ကျော်အောင်ငှားချက်တဲ့ဖြစ်ပြဿနာမကြီးလာပါနောက်ပိုင်းပြီးမှမှတင်းငင်လာတော့ကဘယင်ဘာလနဲ့ကိုင်းဖွဲ့နဲ့ဘောပြလက်မဲ့ကုတ်မှုဖြိုခွဲမှုစစ်တပ်၏လက်အောက်ခံနိုင်ငံဆောင်ပတ်မင်းပြီးသူစစ်အဖြစ်အတင်းပြောင်းမှုများရှိခဲ့ပြီး တန်ရလအဖွဲအကျော်နဲ့ပြန်လည်ပြိပါခါဖြစ်ပွားခဲ့ပါတယ်တော်တော်လေစစ်တပ်ဒီပြည်မနိုင်ငံရဲ့အကြအတဲ့ဂျုံတွေးတဲ့ခါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့တွေ့ဆုံဆွေးနွေးသည့်အပြည့်ရချင်းကိုနိပရိယတခုဖြစ်ဆက်လက်ကျင့်သုံးခဲ့ပါတယ်။တဖက်တွင်လည်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည်ရှေးကြသည့်ပြည်တွင်းစစ်တပ်အပြည့်ရချင်းကို၎င်းတို့နိုင်ငံရဲ့စီးရဲခွန်လန်းဖြစ်အုံချခဲ့ကြသည်။တိုင်းရင်းသားတပ်ဖွဲ့များအနေဖြင့်အင်အားစုစည်းရန်အားမွေးရန်စစ်ပန်းသည့်တန်းကိုကျော်လွှားရန်အခွန်လန်းတရက်ဖြစ်အုံချလာခဲ့ကြပါတယ်။ ထို့ပြင်တိုင်းဒေသတစ်ဖွဲ့များ၏နိုင်ငံရေးရည်ချက်မှာမိမိလူမျိုးမိမိနယ်မြေရထရာတပြေလုံးလက္ခဏာမဆောင်ပါဘူး၎င်းတို့လူမျိုး၎င်းတို့နယ်မြေအတက်ရည်မှန်းချက်ပြည့်ဝရန်အဓိကအချက်ထရာ၎င်းတို့ရည်မှန်းချက်ပြည့်ဝပါကစစ်ပွဲရတ်တက်မြေသာဖြစ်ပါတယ်တပြေလုံးအတိုင်းအတာအရမလို့မြို့ပါက၎င်းတို့နယ်မြေသို့တချင်းချင်းတွင်စစ်တပ်ကပြဿနာရှာလာနိုင်သည်ကိုသိကြတော်လဲဤပြဿနာကိုနောက်ပြဿနာအဖြစ်သာသဘောထားကြပါသည် တို့ပြစစ်တပ်ကသာအပြစ်ရလိုပြီးတိုင်းရင်းသားလက်နက်ကိုင်တပ်နှင့်ထိန်းချုပ်နယ်မြေများတရှိမှုကိုယာယီဖြစ်စေအတိမတ်ပြပါကတိုင်းရင်းသားတပ်ဖွဲ့အသို့များများသည်အပြစ်ချက်အခွင့်အရေးကိုရယူအတိုးချလာလေးရှိကြပါသည်စစ်တပ်သည်လည်းတိုင်းဒါလနကိုင်းတပ်ဖွဲ့များ၏နိုင်ငံရေးအစီအရေးဥတည်ချက်သည်ဗဟုအာဏာကိုထိပါနိုင်ခြင်းမရှိကြောင်းကောင်းစွာသိပြီးနောက်ပြည်မနိုင်ငံရေးအကြအတဲတွေတိုင်းတိုင်းရင်းသားတပ်ဖွဲ့များနှင့်အပြစ်ရချင်ကိုကောင်းစွာအသုံးချတော့သည် ယင်းဒီခေကာလအမျိုးသားယင်ကြားစီရေးတွေးဆောင်ဆွေးနွေးအဖြေရှာရေးတို့ကကဘာနှင့်ချီတွေရေးပန်းစားပြီးဈေးကောင်းနေခြင်းတွေတိုင်းဒေသတဖွဲ့များနဲ့အပိယက်ချင်းသည်မြမပြည်တွင်းစစ်တွေနှစ်ဖက်လုံးကအလင်းအသင့်တို့လိုအတုံးချနေသည့်နိပရိယေဖြစ်ပါတယ်။ရှမ်းမြောင်းနယ်ဟာရီကင်တဘောတူနီချာ2020ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်မြောက်ပိုင်းမဟာမိတ်တုံးဖွဲ့နယ်စစ်တပ်ကြ2023ခုနှစ် အော်တိုဘလန်းဆက်ခုနေရမှာ sorry ရှမ်းပြည်နယ်နယ်ပိုင်းနိုင်ပြင်းထန်စွာပိုက်ပွင့်နှံဖြစ်ပွားပြီးတုံးလာမပြည့်မီ2024ခုနှစ်စံဝိုင်လာဆန်တွေဟိုင်းငင်းသဘောတူညီချက်ဟူသည့်အပိယသဘောတူညီချက်တစ်ခုစစ်ကမ်းမဲ့ MNDAA တအောင်အနောသန်လုံမြောက်ဤတမရော TNOA ဒူချာမြမဆဆန်ပေါ်ပေါလာဤချာဘန်မှုအထင်အကျက် PR ပေးမှုကြောင့်ခစ်ပါရယ်တွန်းရဲရှမ်းနယ်နိုင်တိုက်ပွဲနာရပ်တန်ပေါ်ခဲ့ပါရယ်တိုက်ပွဲနာရပ်တန်ချင်းတဲ့လာရှိုဝကဲ့ ရှိုင်းပြည်နယ်မြေမီတခုလုံးကိုစစ်တပ်လန်ဒိုဆုံဆုံခဲ့ရပြီးဖြစ်ပါတယ်။သို့တော့2024ခုနှစ်ဇွန်လကဟိုင်ကင်သဘောတူညီချက်ကျိုးပေါပြီးပိုက်ပွမ်းနာတင်လက်ခေပွားခဲ့ပြီးနောက်ဟိုင်ကင်သဘောတူညီချက်မလိုက်နာပြီး MNDAA DNLA အဖွဲ့တွာတယောက်ကပြင်းပြင်းထန်ထန်ဖီအပေးကန်တွေ့ခဲ့ပြီး2024ခုနှစ်အတွင်းပြလဲအပြည့်ရခဲ့ကြပါတယ်။ MNDAA ကလာရှိုးကိုစစ်တပ်ထံပြလဲပေးရခဲ့ရပြီး DNLA ကလည်းနောင်ချိုကြောင့်မဲ့ te bodo a lenda sum sum he abi now. Mo met nung mo ko do a sit da ta no en bada kong do em pya la loya ya. Da wo tu ni te a wale. To fi ya. Sham na api ya chandi na promise ali hu ne. San wa la hang in da wo tu ni ja ya phit di hu so ja yi. To ka la ga api ga ta di ne mi a ti. Then so be a bi hu so ja wa. MNDA အပြည့်ရချင်း MNDA ကူကံအဖွဲ့ကမှလာရှိုးမြို့ပေါ်ရက်ကွက်12ခုကို ပြန်ပေးသည်ဆိုတော့လဲလာရှိုးမြောက်အတိုင်းကလာရှိုးရှိတန်ရန်လန်းပေါ်ရှိနန့်ပောင်ဟိုးရလာရှိုးနောက်တီဘောလန်းပေါ်ရှိမဲဟန့်မှတီဘောဒရာအထီနဲ့လာရှိုးတောင်ဘတ်ရှိစိန်ကြော့ဆောင်ကျဲဒေတာအထီရယူထားပါတယ်စစ်တပ်ကိုပြန်ပေးသည့်လာရှိုးမှုအကျင်ပေါ်ပြပါလာရှိုးပလဲရှိနေမြအားလုံးမှာလဲဟိုင်ကင်သဘောတူညီချက်နောက်ပိုင်းတွင်တင်းယူထားသောနေမြများဖြစ်ပါတယ် ဟိုင်ဂင်တဘောတူညီချက်ချုပ်ဆိုစဉ်က MNDA ကိုကန့်တက်များသည့်တိုင်နီအထိလာထိန်းချုပ်နိုင်သည့်သည့်ဖြစ်ရာယခုတရုတ်တို့ကဟိုင်ဂင်တဘောတူညီချက်အရာတက်များကိုပြန်စုတ်ခိုင်းသည်ဟုဆိုနေတော်လဲ MNDA ကိုကန့်အဖွဲ့ကမူလာရှိုးမအပါဂျန်နယ်မီများကိုဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ ဤသို့လာရှိုးမြို့ပေါ်ရိတ်ကွက်၁၂ခုစာလက်ခံခြင်းသည်တက်ဖက်ကကြည်လင်စစ်ကော်မရှင်စကမတမယာဤစစ်ရေးအမြင်ညံ့ပါれအာတီဟုဆိုနိုင်တဲ့ကဲ့သို့ထိုသဘောတူညီချက်ရယူစဉ်ကစကမတအခြေအနေဆိုးနေသည့်ချက်တရုတ်တို့ပေးသည်များနဲ့ရောင်ရဲက MNDAA ကိုကန့်တအဖြစ်ရအောင်ဆက်လက်တိုက်ခိုက်ခြင်းမပြုအောင်သဘောတူလိုက်ပုံရပါれတက်ဖက်ကပြောလင် MNDAA နဲ့အဖြစ်ရဆွေးနွေးစဉ်ကာလကနိုင်ငံရေးစစ်ရေးအရာ MNDAAD အပေါ်စီးအနေအထားကရှိပါတယ်။တရုတ်ဤပိတ်ဆို့မှုကိုကန့်ခေါင်းဆောင်များအားဖမ်းဆီးအကြက်ကွိုင်းမှုကြောင့် MNDAA အနေဖြင့်အဖြစ်မရလိုပဲအဖြစ်ရရသည့်ပုံပေါ်နေပါတယ်။စစ်ရေးအရာအရှိမြောက်တိုင်းစစ်ထနာချုပ်ရမခါချသည်တိုင်းဦးစီးအရာရှိများပါ အဖမ်းခံကကစစ်တပ်သွေးပြက်နေချိန်စစ်တပ်ပြိုကွဲနိုင်သည်ဟုကောက်ချက်ချနေသည့်ကာလဖြစ်ရာစစ်တပ်ဘက်ကတိုက်စွမ်းရည်ကောင်းသည့် MNDAA နှင့်မြည်တိနီးနှင်းမှဆိုအပြည့်ရဲ့၍စစ်မျက်နှာတစ်ခုရှော့ချလိုခြင်းဖြစ်သည်တို့ဖြစ်ရာ MNDAA သည်ဆွေးနွေးပွဲတွင်အသာစီးရရှိပြီး၎င်းတို့ပတ်လည်မှထိန်းချုပ်ထားသည့်လာရှိုးမျိုးပေါ်ကိုသာပေးပြီးအပြည့်ရနိုင်ခဲ့ပါသည် DNLA အပြည့်ရခြင်းကိုခန့်နှင့်အပြည့်ရခြင်းတွင်စက္ကမတတ်သည့်အပေါ်စီးမရဘဲခံလိုက်ရတော့လေ DNLA နှင့်အပြည့်ရသဘောတူညီချက်ယူရတယ်မူစက္ကမလူကြီးလဲသွားပြီးဖြစ်တဲ့သူနောင်ချို ကြောက်မဲ့တီးဘောတို့ဟာစေရေးရတိုက်ခိုက်တိုင်းပိုင်နိုင်သခင်ဆွေးနွေးရတွင်လည်းအပေါ်စည်းရရှိသွားပါတယ်။ဒုတိယ TNLA နဲ့သဘောတူညီချက်ယူရတွင်လွှဲပြောင်းပေးရမည်မှာမိုးမိတ်မြို့မိုးကုမြို့တတ်တတ်မဟုတ်ပဲမိုးမိတ်မြို့နဲ့မိုးကုမြို့နဲ့ဟုတိုးဆွဲသည်ဟုသိရ၏။လာရှိုးကဲ့သို့မြို့တတ်တတ်မဟုတ်တော့ပါဘူး။သူပြန်မိုးမိတ်မြို့မိုးကုတ်မြို့များကိုတော်လန်ရဲ့တပ်ဖွဲ့များကပတ်ပတ်လည်ထိန်းချုပ်ထားသည့်ဖြစ်ရာစက္ကမတပ်များဒီအတိုင်းဝင်လာ၍မရပေ။ တီအန်အယ်လေးကစက္ကမတပ်များကိုတာဝန်ယူခေါ်သွင်းပြီးလွှဲပြောင်းပေးရမည်ဟုသည့်သတင်းများလည်းထွက်ပေါ်နေပါသည်။ပြည်ထနာမှာတီအန်အယ်လေးခေါင်းဆောင်များသည်နိုင်ငံရေးရာပန်းနမူနှင့်နီးပရိယံကျင့်သုံးရာတွင်လိုအပ်ချက်ရှိသည်ဟုဆိုရမည်ဖြစ်ပါသည်။စက္ကမနှင့်ဆွေးနွေးခြင်းအဖြစ်ရချင်းသည်တိုင်းရင်းသားလက်နက်ကင်တက်ဖွဲ့များဖို့မထူးဆန်းပေ။သို့တော်မြည်သည့်အချိန်တွင်အပြစ်ရမည်ဆိုသည်နှင့်မြည်သူအပြစ်ရမည်ဆိုသည်ကအရေးကြီးပေပါသည်။၂၀၂၅ခုနှစ်အတွင်းနန်းချိုးကြောက်မဲတီဘောလောက်အား စေရေးရတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပါသည်။နောင်ချိုအားတိုင်းရတွင်စကမတတ်မှတိုင်ရင်း19ရင်းအင်အား2000ခန့်အသုံးပြုခဲ့ရသော်လည်းကြောက်မဲကိုတိုက်ရတွင်တိုင်ရင်း10ရင်းအင်အား1000ခန့်သာသုံးခဲ့ပါသည်။တီးဘောကိုတိုက်ရတွင်တိုင်ရင်း3ရင်း W ဟာသာအဓိကသုံးခဲ့ရပါသည်။ TNLA တိုက်အားတိုက်စိတ်ခိုက်စိတ်ကြသွားသည်ဟုစကမတတ်ကကောင်းစွာချုပ်ကင်မိပြီးဆွေးနွေးရတွင် အပေါ်စီးရရှိသွားပါသည်။နောင်ချိုကြပြီးနောက် စကမတက်အားအထိနာစေသည့်တိုက်ပွဲတစ်ပွဲပြန်လည်တိုက်ခိုက်ပြီးစကမထိုးစစ်ကိုရပ်တန့်နိုင်ပါက TNL အနေဖြင့်ဆွေးနွေးပွဲတွေအပေါ်စီးမရလဲနေပဲတန်တူရရှိနိုင်သည်လို့ဆိုနိုင်ပါတယ်။နွေယူအင်အားစုများအလားတင်ကစားတကယ်တမ်းတွင်တရုတ်ဖိအားပေးသည့်သစ်စေမပေးသည့်သစ်စေ MNDAA နဲ့ TNLA သည်အပိတ်ခတ်ရပ်ဆဲနိုင်သည်သာဖြစ်ပါれအကြောင်းမှာ၎င်းတို့၏စီအေးရရရှိထားသည့်နေမီဆွန်မွန်မူသည်၎င်းတို့ညီမန်းထားသည့်ဒေသတာများစွာကြော်လွန်နေ၍ဖြစ်ပါれလူဦးရေနေပါသည့်နေမီချင်းမြောင်သည့်တိုင်းရင်းသားတပ်ဖွဲ့တို့ အဖြစ်ရနိုင်သည်မှာထူးဆန်းသည်မဟုတ်ပေရာ၎င်းအဖွဲ့များအဖြစ်ရပါကຫນွေဦးအားစင်းများနေနဲ့မြေတို့မြေပုံဆက်လက်ဆောင်လမ်းမီ၎င်းတို့နဲ့မြေတို့မြေပုံဆက်ဆံမီဆိုသည်ကိုသာစဉ်းစားထားရလိုပေပါသည်ထို့သောအပြစ်ရသွားတော့လေထိုတိုင်းရင်းသားတပ်ဖွဲ့များကိုပြစ်ပယ်၍မရမီမဟုတ်၎င်းတို့ထံမှတော်လန်ရေးထွာအကျိုးရှိသည့်အခြေအနေများဖန်တီးရယူနိုင်ရန်သာလိုအပ်ပါသည်တော်လန်ရေးတဲ့တွင်ရန်သူမိမိမိတ်ဆွေအပြင် ချားထားရမည့်အင်အားစုလည်းလိုအပ်ပါသည်စကမတတ်ဒီထိုတိုင်းရင်းသားတပ်ဖွဲ့များကို၎င်းတို့၏လက်ကင်သူများအထိမွေးမြူရန်ကြိုးစားရရှိကြသည်ဖြစ်ရာတော်လန်၏တပ်ဖွဲ့များကတပတ်တို့တွမပေါ်မီရန်လိုအပ်ပါသည် POO အမျိုးသားအဖွဲ့ချုပ် PNO ပြည်သူ့စစ် ရှမ်းနေအမျိုးသားများတက်မတော် SNA ပြည်သူ့စစ်ဇိုမီဒေါ်လာ၏အဖွဲ့ဇိုမီဒေါ်လာ၏တက်မတော်စာအာရေပြည်သူ့စစ်များသည်စကမတက်များနှင့်ပူးပေါင်းသွားသည့်အတွက်ဒေါ်လာ၏တက်ဖွဲ့များသည်စီရေးရာပုံမခက်ခဲစွာရင်ဆိုင်ကြရသည်ကိုသတိပြုသင့်ပါသည် တို့ဖြစ်ရာတိုင်းနန်းသန်တပ်ဖွဲ့များနှင့်ပတ်သက်၍ဖြစ်ပေါ်လာနိုင်သည့်နိုင်ငံရေးစီးရေးရအွေများကိုတော်လန်ရေးတပ်ဖွဲ့များအနေနဲ့ရှမ်းမြောက်အသွေးကြုံမှတီရှာစွာထုံလို့တုံးသက်ကြရန်လိုအပ်ပေလိမ့်မည်ဖြစ်ပါသည်။တိုင်းနန်းသန်တပ်ဖွဲ့များကိုမိတ်ဆွေဖွဲ့ရန်လိုအပ်တဲ့ကဲ့သို့ကြားထားရန်လိုအပ်သည့်ဆိုသည့်အချက်ရန်သူဘက်သို့တုံးမဖို့ရန်လိုအပ်သည့်ဆိုသည့်အချက်တို့ကိုຫນွေဦးအင်အားစုများအနေနဲ့သင်ခန်းစာယူကြရန်လိုအပ်ပါသည်။တိုင်းဒေသတပ်ဖွဲ့များအတွက်သင်ခန်းစာ တိုင်းရင်းသားတပ်ဖွဲ့များအနေနဲ့လည်းအကြောင်းကြောင်းကြောင့်အပြည့်ရပ်သည့်ဆွေရတွင်အချင်းအခါကိုရွေးတက်ရန်နိုင်ငံရေးရပါနိုင်ရန်လိုပါတယ်။စီရေးရအသာစီးရချိန်တွင်အပြည့်ရဆွေးနွေးပါကမိမိဘက်မှအသာစီးရနေတော့လဲစီရေးရမိမိဘက်ကအရေးနှိမ်ချိန်တွင်အပြည့်ရဆွေးနွေးပါကအဆက်ကမဘက်မှအတားစီးရမည်ကိုသတိပြုရလိုပါတယ်။ထို့ပြင်မုံမဲမောခုပြဒနာမှတင်ကန်းစာယူပါက မိမိအပြည့်ရချိန်တွင်မိမိနှင့်လက်တွဲခဲ့သောမဟာမိတ်တပ်ဖွဲ့များနှင့်မိမိအားထောက်ခံခဲ့သောလူထုအားထိခိုက်မှုမရှိရန်လူထုမျက်နှာကြည့်ရန်လိုအပ်ပြီးကို အထူးသတိပြုရန်လိုအပ်ပါသည်ဤသို့မဟုတ်ပါကရေရှည်တွေအပြည့်အသည့်အဖွဲ့ဤနိုင်ငံရေးတိုက်ခါထိပပြီးလူထုနဲ့မဟာမိတ်များဤယုံကြည်မှုကင်းမဲ့ခြင်းကိုခံရလိမ့်မည်ဖြစ်ပါတယ်စစ်တိုက်သည့်ဒစ်စီအပြည့်အသည့်ဖြစ်စီဤအချင်းရသည့်နိုင်ငံရေးဖြစ်ပါတယ် နိုင်ငံရေးဆိုဒီမှာမိမိနိုင်ငံရေးဥတီချက်အကောင့်ထဲဖော်ရည်အတွက်ပျော့ပြောင်းရန်လိမ္မာပါနိုင်ရန်မိပရိရဲ့ကြွယ်ဝရန်အချိန်အခါရွေးတက်ရန်လိုအပ်ပါတယ်တန်ရတာတပ်ဖွဲ့များနဲ့စက္ကမအပြစ်ရခက်ရစဲရေးဆိုရတွင်စက္ကမဘက်ကအပြစ်ရခက်ရစဲလိုဒီကအဓိကကြသည်တန်ရနာအဖွဲ့များကမိများအပြစ်ရလိုဒီဖြစ်စေစက္ကမတက်ကအပြစ်မရလိုပါကအပြစ်ရရွယ်မရပေအပြစ်ရချင်းမရချင်းဒီစက္ကမလက်ထဲတွင်ရှိသည်ကိုတတိပြုရန်လိုသည်တယုတ်ကသာသဘောတူပါကစက္ကမတက် က်သည့်ချက်ချင်းထိုးစစ်ဆင်နိုင်သည်ကိုတတိပြုရန်လိုပါသည်